မင်္ဂလာပါရှင်။ဘာမခဲတဲ့တဲ့ရင်ဌာနမှကြိုဆိုလိုက်ပါရရှင်။ယခုချိန်မှစပြီးဧပြီလ14ရက်နေ့ည7:00နာရီတဲ့ရင်များကိုအစီအခံတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးတဲ့ရင်နေနဲ့ PDF များဤမကြာခဏတိုက်ခိုက်မှုခံရသဖြင့်ပကံညောင်းတစ်မျိုးလုံးနဲ့စစ်တပ်က CCTV များတပ်ဆင်လာပြီးထွေဟုံယုံအတွင်းမှလုံခြုံရေးယူစောင့်ကြည့်ဆိုတဲ့တဲ့ရင်ပဲဖြစ်ပါရရှင်။ မန္တလေးတိုင်းညောင်မြို့နယ်ပကံညောင်တမြို့လုံးနဲ့စစ်တပ်က CCTV များတပ်ဆင်လာပြီးထွေဥယုံအတွင်မှလုံခြုံရေးယူဆောင်ကြည့်နေကြောင်းလုံခြုံရေးနှင့်ဆက်ဆက်သောသတင်းရင်းမြစ်အချို့ကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုသည့် PDF များကမကြကနဆိုသလိုတိုက်ခိုက်မှုများလှုံ့ဆော်နေသဖြင့်ယခုဧပြီလဇန်မှနေစစ်တပ်ကညောင်မျိုးပေါ်တွင် CCTV များကိုတပ်ဆင်လိုက်ခြင်းဖြစ်ကြောင်းအထူးသဖြင့်မြို့အဝင်ထွန်းမြို့လေကောင်များတွင် CCTV များကိုတပ်ဆင်ကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝင်အတွင်မှလုံခြုံရေးယူစောင့်ကြည့်နေကြောင်းသိရှိရသည်။ ပကံညောင်တမျိုးလုံးနဲ့မီးပွိုင်းတွေမှာ CCTV တပ်ဆင်ထားတဲ့မကြာခဏ PDF တွေတိုက်ခိုက်သွားတဲ့နေရာတွေနဲ့လမ်းခွဲတွေမြို့ဝင်ထွက်တွေမှာတပ်ဆင်ထားတဲ့အဲ့ဒါတွေကိုထွေထွေယုံနေကနေထိုင်ဆောင်ကြည့်နေတာကိုဒေတာသတင်းရင်းမြစ်ကပြောဆိုသည် ထို့အပြင်ယခုတကြံကာလစစ်ကောင်စီကပွဲလန်းတပေများမလုံရန်ညွှန်ကြားချက်ထွက်ပေါ်လာတော့လေညောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကလုပ်ငန်းရှင်များနဲ့စီးပွားရေးလုပ်ငန်းများထံမှတကြံလူငယ်များကောက်ခံထားတဲ့ပြင်မြို့နယ်တကြံမန်နယ်ကိုမဖြတ်သိမ်းတော့ပဲတကြံပွဲကိုဆက်လက်လှုပ်ဆောင်နေကြောင်းသိရှိရသည်ဆလဘီကြောက်ပြူထိန်ချုပ်နေမင်းများကိုဆုံးရှုံးလိုက်ရသည့်စစ်ကောင်စီတပ်ပြန်လည်ထိုးစစ်ဆင်နေပြီးကြီးရည်လေးမှတိုက်ခိုက်ဆွဲတဲ့တွင်ကိုတင်ဆက်ပေးပါမယ်ရှင်။ ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်ရှိထိန်းချုပ်ကျေးရွာများကိုဆုံရှုံလိုက်ရသည့်စစ်ကောင်စီကစစ်ကြောင်းထိုးတိုက်ခိုက်မှုများပြုလုပ်လျက်ရှိကြောင်းသိရသည်စစ်ကောင်စီသည်ရမန်နေ့ဧပြီလ23ရက်နေ့တွင်ကြောက်ဖြူရန်ကုန်အတွာလန်ရှိအမှတ်30နှစ်ရဲတရင်အနေရှိအရက်ခတမ်ရော A ထိန်းချုပ်လိုက်သောကျေးရွာများတွင်တက်ဆွဲထားသည့်စစ်ကောင်စီစခန်းများထံပြန်လည်စစ်ကြောင်းထိုးလာကြောင်းသိရသည် အေအေထိန်ချုပ်ရွာတွေကိုစစ်တပ်ကပြန်စစ်ကြောင်းထိုးတာစစ်ကြောင်းပြန်လည်ကုန်ကြရဲကြတယ်။အဲဒီစစ်ကြောင်းပြန်ရဲတရင်တိုက်ခံရပြီးရဲတရင်ကကင်းစခန်းတစ်ခုကျသွားတဲ့ပြောတွေကိုတပ်သရင်ရင်းမြစ်က ARA တိုင်းကိုပြောသည်စက်ကောင်စီသည်ပြီးခဲ့သည့်ဧပြီလ9ရက်နေ့ကပြင်ရှိကျေးရွာရှိအေအေသိမ်းပိုက်ထားသည့်၎င်းတွင်စက်ကောင်စီစကန်ကိုပြန်လည်ရရှိရန်စစ်ကြောင်းထိုးလာသည့်အတွက်တိုက်ပွဲဖြစ်ပွားရာစက်ကောင်စီအဖွဲ့ဝင်2000နီးပါးတေဆုံးခဲ့ကြောင်းဒေသခံများထံမှသိရသည် ကြောက်ဖြူမြို့နယ်ကုန်းချွန်တိုင်းနယ်ရှိပြိုင်စေးကေကြီးရောနန်းဘဲတောင်နယ်ပြင်းရှိကြီးရောတွင်စစ်ကောင်စီစစ်ကြောင်းထုံမှုကြောင့်နေစဉ်တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။ပြီးခဲ့သည့်ဧပြီလ17ရက်နေ့မှာဆာ၍အေအေထိန်ချုပ်ထားသည့်ရွာများကိုစစ်ကောင်စီကစစ်ကြောင်းထုံလာ၍နေစဉ်တိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီကကြီးရည်လေးတို့ဖြင့်တိုက်ခိုက်လျက်ရှိသည်။ အေအေဒီပြီးခဲ့သည့်ဧပြီလ1ရက်နေ့မှလောက်ကုံဧရ30ရက်နေ့အထိတစ်ဖက်သက်အပြည့်ရဲ့ဈေးညာပြီးနောက်စစ်ကောင်စီကလည်းသုံးဖက်ကြအပြည့်ရဲ့ကြောင်းထုတ်ပြန်နေစစ်ကောင်စီက၎င်းတို့ထုတ်ပြန်ချက်ကိုချိုးဖောက်ကကြောက်ဖြူမျိုးနဲ့အတွင်းဆုံးရှုံးခဲ့ရသည့်စကမ်းများကိုပြန်လည်ထိုးစစ်ဆင်ကရှေတက်မှလက်နေကြီးများဒရုန်းပုံများတုံ့ရင်တိုက်ပွဲဖော်ဆောင်နေကြောင်းသိရသည်ရခုတင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့တီးတိမ်ရပြီဆိုရင်ချင်းညီနောင်၆ဖွဲ့လုံးစကိုင်းမကွေးမှာပါဝင်လာမယ်ဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။ ချင်းပြည်နယ်မြောက်ပိုင်းကစစ်ရေးပြူဟာကြားတဲ့ဖလန်မျိုးကိုပိသက်သိမ်းပိုက်နိုင်ခဲ့ပြီးတဲ့နောက်ချင်းပြည်မြောက်ပိုင်းနောက်ဆုံးလိုင်းအနေနဲ့တီးတိတ်မျိုးအခြေစိုက်စစ်ကောင်စီစခန်းတွေကိုဆက်လက်တိုက်ခိုက်သိမ်းပိုက်သွားမယ်လို့ချင်းညီနောင်ဖွဲ့ကပြောပါရယ်အရခတမ်ရောအေနဲ့မဟာမိတ်ဖွဲ့ထားတဲ့ချင်းတော်လိုင်းလက်နက်ကိုင်း6ဖွဲ့စုဖွဲ့ထားတဲ့ချင်းညီနောင်ဖွဲ့ဟာတီးတိတ်မျိုးသိမ်းတိုက်ပွဲပြီးရင်တော့စကိုင်းတိုင်းနဲ့မကွေးတိုင်းတွေကိုဝင်ရောက်ပြီးစစ်ရေးရပါဝင်ကူညီသွားမယ်လို့ဆိုပါရယ်ချင်းညီနောင်ဖွဲ့က2024အတွင်းကကျင်းတွေမတူပြီးမင်းတက်ကမ်ဘလက်မျိုးတွေကိုသိမ်းပိုက်ထားပြီး အခု2025ခုနှစ်မှာတော့ဖလန်းမျိုးကိုဆက်လက်သိမ်းပိုင်နိုင်ခဲ့တာပါချင်းညီနောင်ဖွဲ့ဦးဆောင်တဲ့ချင်းတောင်နှံဘောကမျိုးသိမ်းစစ်စင်ရေးတွေမှာအညာဒေသနဲ့မြေပြန်ကတော်လိုင်းတပ်ဖွဲ့တွေလည်းတွားရောက်ပူးပေါင်းပြီးတိုက်ခိုက်ခဲ့ကြရမှာထိခိုက်ဆုံးရှုံးမှုတွေလည်းရှိခဲ့ပါတယ်မျိုးနယ်ပေါင်း၉ခုရှိတဲ့ချင်းပြည်နယ်မှာစစ်ကောင်စီတပ်ကတီတိန်ဟားခါနဲ့ထန်တလန်မျိုးနယ်တွေမှာသာလှုပ်ရှားနိုင်တော့ပြီးကြံချောင်းမျိုးနယ်ကိုတော်လိုင်းတပ်ဖွဲ့တွေကထိန်းချုပ်ထားတာပါဟားခါနဲ့ထန်တလန်မျိုးကိုဆက်လက်သိမ်းပိုင်နိုင်ရင်းနဲ့ပတ်သက်လို့ဘလို့ပူးပေါင်းဆောင်ရွက်မလဲဆိုတာ ချင်းမျိုးသားတအူချင်းမျိုးသားတမရော CNF CNA နဲ့ဆွေးနွေးတော့ဖို့ရှိတယ်လို့လည်းချင်းညီနောင်ဖွဲ့ကပြောပါတယ်။ စရင်ရအရေးပါတဲ့ဖလန်းမျိုးတိန်တိုက်ပွဲအတွေ့အကြုံတွေကိုမဟာမိတ်တွေနဲ့ပူးပေါင်းဆောင်ရွက်နေတဲ့စစ်စင်ရေးတွေအပအဝင်ချင်းညီနောင်ဖွဲ့ရဲ့စစ်ရေးဟီမန်ချက်တွေနဲ့ပတ်သက်ပြီးချင်းညီနောင်ဖွဲ့ပြောရေးဆိုခွင့်ရှိသူစလိုင်းရော်မန်ကိုမြန်မာနာကဆက်သွဲမေးမြန်းထားပါတယ်ဆလဘီအကျန်းဖက်စအုပ်စုစတက်ထဲကအချင်းချင်းမဖေရှားနိုင်ရင်တော်လိုင်းအင်အားစုတွေကဖေရှားရတော့မှဖြစ်ပြီးစတက်တစ်ခုလုံးဖြတ်သိမ်းပြရမှာဖြစ်တယ်လို့ဆိုဆွဲတဲ့ငုံတင်ဆက်ပေးပါမယ်ရှင်။အကျန်းဖက်စအုပ်စုရဲ့စတက်ထဲကအချင်းချင်းမဖေရှားနိုင်ရင်တော်လိုင်းအင်အားစုတွေကဖ ဖယ်ရှားရတော့မှာဖြစ်ပြီးစစ်တပ်တစ်ခုလုံးဖျက်သိမ်းပြစ်ရမှာဖြစ်တယ်လို့ဧပြီလအတွင်းစစ်ရေးသတင်းရင်းမြစ်များကိုတုံ့သက်ရေးသားနေတဲ့ PDF Insight ကဖော်ပြပါရယ်လက်ရှိအချိန်မှာစစ်တပ်ဆိုတာသူ့မိသားစုနဲ့အနီးအနားကလူတစုလိုပဲအတိတ်ပဲဖွင့်ရမှာပါအဲ့ဒီလူတစုရဲ့အကျိုးစီးပွားတွေအတွက်စစ်သားအလုံးကိုအသေးခံတိုက်ခိုင်းနေတာပါပဲအပေါ်မှာတင်ပြခဲ့တဲ့အချက်၃ချက်ကိုဒီလူတစုကဘယ်တော့မှလုံမှာမဟုတ်လို့ဒီလူတစုကိုအရင်ဖယ်ရှားဖို့လိုတာပါစစ်တပ်ထဲကအချင်းချင်းမဖယ်ရှားနိုင်ရင်လေတော်လိုင်းအင်အားစုတွေကဖယ်ရှားရတော့မှာပါ အဲ့ဒီအချိန်ဆိုရင်တော့စစ်တပ်တစ်ခုလုံးဖြတ်သိမ်းပြေးရမှာပါမဟုတ်ရင်ဒေါ်စိန်အင်းတင်ရရထားခဲ့တဲ့ဘဲစစ်ဘုံမစိုးနေရလေးရလာရင်အာဏာသိမ်းဖို့ပဲစဉ်းစားနေမှာဖြစ်ပါတယ်လို့ဖော်ပြထားပါတယ်လက်ရှိမှာအကျန်းဘက်စစ်ကောင်ဆောင်မြန်လိုင်းရွေးချယ်တဲ့လမ်းကြောင်းအတိုင်းစစ်ရေးကတာလင်အဆုံးဖြတ်ဖြစ်မှာဖြစ်တယ်လို့ PDF Insight ကဖော်ပြပါရယ်ဆလဘီဘူးတလင်မျိုးပေါ်ရှိစစ်တဲဤမိုးစစ်စေးရေးဂိမ်းမှာစစ်သားများကလမ်းပေါ်လမ်းလာပြည်သူများကိုပြစ်ခတ်မှုပြည်သူတို့တိတ်ဆုံဆွဲတဲ့တဲ့ကိုတင်ဆက်ပေးပါမယ်ရှင် စကိုင်းတိုင်းဗုဒ္ဓလင်မြို့ပေါ်ရှိအကျံဘက်စစ်တဲဤမိုးစစ်စေးရေးကိမှစက်ကစီတပ်သားများကလမ်းသွားလမ်းလာပြည်သူများကိုပြစ်ခတ်ခြင်းကြောင့်ပြည်သူတို့ဒေဆုံးခဲ့ကြောင်းမုံရခိုင်အမှန်နှစ်တိုင်ရင်တက်ခွဲတဲ့ရွာစောကြီးတက်ခွဲမှတောင်းရှိသူတို့ကရန်ကုန်ခေတ်သစ်တရင်ဌာနထံသို့ပြောဆိုသည် ဧပြီလ14ရက်နေ့ယနေ့ညနေ9:30မိနစ်ခန့်တွင်ဗုဒ္ဓလေမြို့ပေါ်ရှိအကျမ်းမဲ့စစ်တိတ်မိုးစစ်စေးကိမခေတ္တများကလမ်းသွောလမ်းလာပြည်သူများကိုလက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။အကျမ်းမဲ့စစ်တိတ်ပစ်ခတ်မှုကြောင့်ပြည်သူတို့ထိတ်ဆုံးခဲ့ပြီးလက်ရှိချိန်ထိစစ်သားများကရန်တမ်းပစ်ခတ်မှုများလှုံ့ဆော်နေခြင်းကြောင့်ထိတ်ဆုံးသောမြေသူမြေဝဖြစ်သည်ကိုအတိပြုနိုင်ခြင်းမရှိသေးကြောင်းသိရှိရသည်။ စစ်ကွေးတွေပြစ်ခတ်လို့တေဆုံးသူရဲ့နာမည်နဲ့ဖေချေရွာဆိုတာကိုတော့အလိုတော့မသိသေးဘူးဒီနားမှာရန်တန်းပြစ်ခတ်နေစေမလို့တော့ကိုမကြည့်နိုင်သေးတာပါအချိန်ကတော့9နာရီလောက်ကပါစစ်ကွေးတွေကပြည်သူတွေကိုဖမ်းဆီးတာမျိုးတော့မကြားမိသေးဘူးပြည်သူတို့ကြည်ထိမှန်တေဆုံးတာတော့မှန်တယ်ဟုမုံရခဲအမှတ်နှစ်တရင်တက်ခွဲတက်ရွာစော်ကြီးတက်ခွဲမှတောင်းရင်ရှိသူတို့ကပြောဆိုသည် ဤစစိုးမျိုးပေါ်ရှိစစ်တပ်အထိုင်းစကန်ကိုဝင်ရောက်တိုက်ခိုက်မှုစစ်သားတို့ဒေဆုံဆွဲတဲ့မဲ့ဖြစ်ပါတဲ့ချိန်မကွေတိုင်းဤစစိုးမျိုးပေါ်ရှိအစံဘက်စစ်တပ်စကန်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်သားတို့ဒေဆုံငယ်ကြောင့်မြင်းချံဘလက်တိုက်ကတပ်ဖွဲ့ကောင်းဆောင်ပုံမိုက်ခဲ့ကရှန်ကုန်ခေတ္တတရင်ဌာနထံသို့ပြောကြားသည်ဧပြီလ12ရက်နေ့ည9နာရီခွဲခန့်ချိန်ဤစစိုးမျိုးနယ်အမှတ်၈ဒုက္ခရေးရက်ကွက်ကတ်ကျော်ဖုန်ကြီးကျောင်းနယ်တပ်ဆွဲထားသောစစ်တပ်ကို မြင်းချံဘလက်တိုင်ကတပ်ဖွဲ့မှရဲဘော်များကပျောက်ကြားနေစနစ်အုံပြွေအနီးကဝင်ရောက်ပစ်ခတ်ခဲ့ရာစစ်သားတို့တိုက်စုံမိနှစ်ဦးတန်ရရရှိခဲ့ကြောင်းတန်ရတန်ရရရှိထားသောစက္ကဆာတပ်သားများကိုရေစကြိုမြို့ပြည်သူစေယုံနှင့်စေကူတာနေကြောင်းသိရသည် မျိုးပေါ်ကစာခါတွေပဲ33တန်ကနေပိတ်ထားတာရဲဘော်တွေကပိတ်မိသလိုဖြစ်သွားတာပေါ့အဲဒီမှာတိုက်ပွဲကနည်းနည်းတနားရီလောက်ထိထက်ကြားသွားတာနောက်ဆုံးတော့ကျွန်တော်တို့ရဲဘော်တွေပြန်ထွက်လာနိုင်ခဲ့ပါတယ်ဟုမြင်းချံဘလက်တိုက်က MPD တပ်ဖွဲ့ကောင်းဆောင်ပူမိုက်ခဲကရန်ကုန်ခေတ်တဲ့တရင်ဌာနထံသို့ပြောဆိုသည် မြင်းချံဘလက်တိုက်က MBD တပ်ဖွဲ့မှရဲဘော်များကပြန်လည်ဆုတ်ခွာစဉ်အကြံဖက်စစ်ကောင်စီတပ်သားများကပိတ်ဆို့ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာအပြန်လည်ပစ်ခတ်တိုက်ဝဲတနိုင်ခန့်ကြာထမှန်ဖြစ်ခဲ့ပြီးပြည်သူ့ကော်မတီရဲဘော်များအထူးကမ်းရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်ရှင်